ဖရိုက်တာမင်းသမီးကိုဝေဖန်လို့ဂျူလင်ဖန်ခံလိုက်ရတယ်ဆိုတဲ့သတင်းလေးထွက်ပေါ်လာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဂျိုလင်ကပြောချင်တာကလွဲလို့မလို့စိတ်သဘောထားကောင်းပြီးတော့အမှန်တရားဘက်ကနေရက်တည်သူတယောက်ဆိုတာပရိသတ်လေးတို့သိကြမှာပါနော်။သူကတပည့်တွေပေါ်မှာလည်းအာမနာနဲ့ပြောဆိုဆုံးမတတ်ပေမဲ့လည်းအလားအလာရှိတဲ့တပည့်တွေကိုအောင်မြင်လန်းချောင်းပေါ်ရှောက်အောင်တွတ်တေပေးတတ်ပါရစေ။သူကတပည့်တွေပေါ်မှာလည်းဆရာကောင်းပီတာအောင်နေထိုင်တတ်တယ်လို့သူများကိုလည်းကူညီတတ်သူတယောက်ပါ။သူကခက်ခဲနေတဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီပေးခဲ့ပူပါရစေ။ ဂျိုလင်ကတော့ brighter လုပ်တဲ့ကိုအမြဲကယူတက်ဆိုင်မလုပ်ပေမဲ့သူတခါလူရင်သူ့ရဲ့ချွေးနှဲစာကနေ3000ချီအောင်လုပ်ပေးတတ်သူလေးဖြစ်ပါတယ်။ အပြောနဲ့လက်တွေတတဲကြသလိုဖြူစင်တဲ့သူရဲ့စိတ်ထားတွေကြောင့်ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိထားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ကျိုးလေးရဲ့အပြောကြကြတွေကိုမကြိုက်ပေမဲ့ကောင်းတာတွေလုပ်ပြီးတော့အမြဲတမ်းမှန်တရားဘက်ကရက်တည်နေတဲ့ဆရာကျိုးလင်းရဲ့ဘက်ကပါပဲ။အပြောဆိုပေမဲ့စိတ်ရဲ့ကောင်းလို့လူအများရဲ့အားပေးထောက်ခံမှုကိုရထားတဲ့ကျိုးလင်းတယောက်အခုဆိုရင်တော့ဖန်ဆီးခံရတဲ့ဆိုတဲ့သတင်းတချို့ထွက်ပေါ်နေပြီလေဖြစ်ပါတယ်။ဆရာကျိုးလေးရဲ့သတင်းဆိုးကိုတော့ပရိသတ်တွေကမယုံကြည်နိုင်ကြပါဘူး။သတင်းအရှင်းမြစ်ခိုင်မာမရှိတာမလို့ပရိသတ်တွေကကောလာဟာလာဖြစ်နေ ေမလားဆိုပြီးတော့ဒုရဖြစ်နေကြတာပါဆရာကျော်ရင်ကလွန်ခဲ့တဲ့ရက်ပိုင်းအထိကိုဆိုရှယ်မီဒီယာပေါ်မှာအမြဲရှိနေပေမဲ့ဇွန်လ9ရက်နေ့မှာတော့ဆိုရှယ်မီဒီယာကနေပျောက်နေတာဒီနေ့ထိပါပဲဇွန်လ9ရက်နေ့မှာပဲ live ပေါ်ကနေပျောက်ခဲ့တဲ့ဆရာကျော်ရင်ကတော့ဇွန်လ9ရက်နေ့မှာပဲဖန်စီထင်းသိမ်းခံရတယ်ဆိုတဲ့သတင်းတချို့ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်သူရဲ့အကောင့်ကနေတင်ထားတာမဟုတ်ပေမဲ့ဤဆက်သူချို့ကတော့ဆရာကျော်ရင်ဖန်ခံရတာသိကြတယ်ဆိုပြီးတော့သတင်းတွေတင်နေကြတာပါဆရာကျော်ရင်ကဇွန်လ9ရက်နေ့မှာဖန်စီခံလိုက်ရတာလည်းဖြစ်ပါတယ်လူတွေများကြားမှာ ာဘာအမှုနဲ့ဖမ်းခင်ရလဲဆိုတာတိကျပြောနိုင်ပေမယ့်ပြည်သက်တွေကြောင့်မှသတင်းထွက်နေတာကတော့သတင်းတစ်ခုကြောင့်မှပထမတစ်ခုကတော့နိုင်ငံခြားရောက်နေတဲ့ချမ်းချမ်းကြောက်လို့ပြောသလိုနောက်တစ်ခုကတော့ပြည်ထောင်မင်းသမီးတယောက်ကြောင့်ဆိုပြီးတော့သတင်းတွေထွက်နေတာပါ ဆရာချိုရင်ကနိုင်ငံသားမှာပြောင်းရွှေ့နေထိုင်နေတဲ့ချမ်းချမ်းရဲ့ကုန်ပစ္စည်းတွေကိုရောင်းပေးဖို့ဖမ်းဆီးခံရတယ်ဆိုပြီးတော့တရင်တချို့ထွက်နေသလိုခိုင်နှီးဝေကိုဝေဖန်ပြောဆိုလို့ဖမ်းခံရတယ်ဆိုပြီးတော့တရင်တွေထွက်ပေါ်နေရလဲဖြစ်ပါရင်ချိုရင်ကတိတ်မကြိုင်ခင်ချင်ကခိုင်နှီးဝေရဲ့လုပ်ရချုပ်ကိုဝေဖန်ခဲ့ပူပါရင်ဆရာချိုရင်ကငွေသိန်း30မားလွဲတဲ့ပြဿနာမှာသူကတရားတဲ့ဘက်ကနေပါဝင်ရင်းနဲ့ဖြစ်ခဲ့တာလေးဖြစ်ပါရင်သူကခိုင်နှီးဝေရဲ့ Pride စိတ်ကိုလေးစားပေမဲ့ငွေသိန်း30ပြဿနာကိုတေချာရှင်းပေးဖို့တောင်းဆိုခဲ့တာပါအစပိုင်းမှာတော့ပြဿနာကိုတေချာရှင်းပေး ဖို့တောင်းဆိုခဲ့ပေမယ့်နောက်ပိုင်းမှာခိုင်နီဝေတယောက်ဝိလေကြောင့်ပဲလုံနေတာကိုကြည့်မရလို့ဆိုပြီးတော့ဒဲဝေဖန်လိုက်တာလည်းဖြစ်ပါရည်။ဆရာကျော်လေးကတော့ခိုင်နီဝေတယောက်ပေးစရာရှိတဲ့ငွေကိုမပေးပဲဘာတွေဝိနေရလဲဆိုပြီးတော့တေချာရှင်းမပေးရနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုခဲ့တာလည်းဖြစ်ပါရည်။ ဒီလိုမျိုးပရဟိတမင်းသမီးနဲ့ပြည်ထနာတက်ပြီးတော့တိတ်မကြခင်မှာဆရာကျော်လင်ဖန်ခင်ရလားမလို့အားလုံးကခိုင်နေဝရဲ့စနစ်ဆိုပြီးတော့ထင်ကျေးပေးကြတာလည်းဖြစ်ပါပြီ။ဘလို့เจ้าတွေနဲ့ဖန်ခင်လိုက်ရလဲမသိပေမဲ့ပရိသတ်တွေကတော့ဆရာကျော်လင်ကိုတနာနေကြပါပြီ။ဆရာကျော်လင်ကမိခင်ကြီးကိုစောက်ရှောက်နေတာမလို့အခုလိုဖန်ခင်ရတာကိုတနာတယ်လို့မိခင်ဖြစ်သူသားသိရင်စိတ်မကောင်းဖြစ်နေမှာဆိုပြီးတော့ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါပြီ။ခိုင်နေဝရဲ့ချက်သူကတော့ဒီကိစ္စဟာခိုင်နေဝနဲ့မဆိုင်မှုဆိုပြီးတော့လည်းပြန်လည်ဖြေရှင်းထားပါသေးတယ်။ဟုတ်ကဲ့ပါအခုလိုစွေစားဝေရာတင်းเจ้าရဲ့ င်းနဲ့နောက်ထပ်နုပညာရှင်တွေရဲ့အကြောင်းအရာတွေကိုသိရဖို့တွေ့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ခဲ့ပေးပါဦးရှင်။